မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမအဆုံးတပုတ်အနေနဲ့စစ်ကောင်ဆောင်ရဲ့ခီးစဉ်ပြီးနောက်ရုရှားအတံမလာရောက်ဆွေးနွေးမှုအမှုမျိုးတက်ပေါင်းဖို့တိစောက်ရေးဖြစ်လာနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်ဆောင်ပို့ချုပ်မှုကြီးမြောင်းလိုက်ရဲ့ရုရှားခီးစဉ်ပြီးတဲ့နောက်မြန်မာနိုင်ငံကိုရုရှားအတံမလာရောက်တွေ့ဆုံမှုကအမှုမျိုးတက်ပေါင်းဖို့တိစောက်ဖို့အတွက်ကိစ္စရပ်တွေဖြစ်လာနိုင်ပွဲရှိကြောင်းစီဒီအန်အရာရှိနဲ့လေ့လာသူတို့ကထောက်ပြပါမြန်မာနိုင်ငံဆိုင်ရာရုရှားအတံအမတ်ကြီးကနေပြည်တော်ကိုယခုရက်ပိုင်းက ာရောက်ခဲ့ပြီးစစ်ကောင်ဆောင်နဲ့တွေ့ဆုံကနှစ်နိုင်ငံကြားကာကွယ်ရေးပါဝင်ကဏ္ဍပေါင်းစုံမှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ရသိရပါတယ်။အဲဒီအချိန်ကြီးကမြန်မာရုရှားဆက်ဆံရေးဘက်ဆောင်ပုံမပူးပေါင်းလာနိုင်ပြီးကမ္ဘာခင်းချင်းမတည်ငြိမ်ချင်းရွေးချယ်စရာများများမရှိတဲ့စစ်ကောင်ဆောင်နေနဲ့ဘတ်တဘတ်ကိုပြီးကတ်ချင်းဖြစ်ကြောင်းမြန်မာအရေးလိလသူတောင်းကပြောပါတယ်။ အမှုမြူတပ်ပေါင်းပို့စားဖို့ကိစ္စတွေဆက်ဖြစ်နိုင်ပါတယ်တတင်းနေရ55မကဝတ်စက်ယုံသေးနှစ်ခုစောင်းမဲ့တဝဲကတော့ကျွန်တော်အမြင်ကြအောင်မီမြေဦးသဘောထားလောက်ပဲဖြစ်အောင်မယ်လို့မြမအရေးလေးလာသူကပြောပါတယ်စစ်ကောင်စီကတော့အဆိုပါတွေ့ဆုံမှုမှာစစ်ကောင်ဆောင်ရဲ့ရုရှားခရီးစဉ်နှစ်နိုင်ငံအကြားဆွေးနွေးရရှိခဲ့တဲ့သဘောတူညီချက်တွေကိုဆက်လက်ကောက်ထည့်ပေါ်ဆောင်သွားဖို့နဲ့ကာကွယ်ရေးကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံမှာနျူကလ িয়ার သုတေသနဌာနတည်ထောင်မှုပြီးခဲ့တဲ့2015ခုနှစ်ကရုရှားနိုင်ငံနဲ့လက်မှတ် ီးထိုးခဲ့ပြီးစစ်တပ်အာဏာသိမ်းပြီးနောက်နျူကလ িয়ার နည်းပညာကိုအသုံးချဖို့နည်းမျိုးစုံကြိုးပမ်းလာကြောင်းသိရပါတယ်။အာဏာသိမ်းစစ်ကောင်စားပူချုပ်မှုကြီးမြန်မာနိုင်ငံကရှကူလာတွင်ရုရှားနိုင်ငံကိုတွားရောက်ခဲ့ပြီးတမရပူတင်နဲ့တွေ့ဆုံပြီးမြန်မာနိုင်ငံမှာအသင်းစားနျူကလ িয়ার ဓာတ်ပေါင်းဖို့ဒါအပိဆက်ယုံတိဆောက်ရေးပါဝင်သဘောတူညီချက်ဆဲကိုကိုလက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။အဲဒီနျူကလ িয়ার ပိုင်ဆိုင်ခွင့်ကစစ်ကောင်ဆောင်တွေရဲ့အိမ်မက်ဖြစ်ပြီးအဲဒီအတွက်ဘကိုးနဲ့အနည်းပြတော်ဝင်းကျင်မှာဆက်ယုံတိဆောက်သွားဖို့အစီအစဉ်ကြီးကြောင်းတရင်အရင်မြစ်တွေစီရသိရတော့လေတရင်ဌာနအနေနဲ့ ီးခြားအတိမပြုနိုင်သေးပါဘူး။ သူတို့သဘောတူညီချက်တွေထဲမှာလည်းပါလာပြီးသားစစ်တပ်မှနျူကလ িয়ার နဲ့ပတ်သက်တဲ့အိမ်မက်ရှိရဲ့နောက်ပြီးသူတို့လူနေတာလက်နက်တွေဒါကိုသူတို့အနေနဲ့အကောင့်ထဲဖော်သွားမယ်အနေထားရှိရဲ့လို့စီဒီယန်ဗိုလ်ကြီးလင်းထန်အောင်ကပြောပါရယ်လက်ရှိမှာမြန်မာရုရှားကုန်သွယ်ရေးကလက်နက်ဝယ်ယူမှုကိန်းဂဏန်းများအပါအဝင်အမေရိကန်ဒေါ်လာ1ဘီလီယံသားရှိနေပြီးအိမ်နီးချက်လည်းဖြင့်အမေရိကန်ဒေါ်လာ4ဘီလီယံကိုနှစ်နိုင်ငံနေဆက်ကုန်သွယ်ရေးလုပ်နေတဲ့ထိုင်းနိုင်ငံတက်တောင်းနေပါနေကြလီလာသူရိစီကတင်ရပါရယ်ဆလပ်ပြီးတန်နောင်းတောင်ကူးလမ်းပိုင်းမှာရဲတိုင်ရင်စတင်မှာဆိုင်ကနေထွက်လာတဲ့ရင်းများ ပြစ်ခတ်ခံရပြီးတအုပ်တည်ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ကူမြို့တန်တောင်တောင်ကူလမ်းပိုင်းမှာရဲတပ်ရင်စတင်မှာဆိုင်ကနေထွက်လာတဲ့ရင်းများပြစ်ခတ်ခံရပြီးတအုပ်တည်ဆုံခဲ့ကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။မလ22ရက်နေ့မနက်ပိုင်းမှာတန်တောင်တောင်ကူလမ်းပိုင်းမှာအမှတ်စတင်ရဲတပ်ရင်မှာဆိုင်ကနေထွက်လာတဲ့ရင်းများကိုအမည်မသိတပ်နက်သမားတွေကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ အဲ့လိုတိုက်ခိုက်မှုဖြစ်ပွားပြီးရင်နောက်အကြံဖတ်ဆက်သားရီနေရှင်များရောက်ရှိလာပြီးတင်ဆောင်သွားတဲ့ရဲတပ်သားအလောင်းကိုကောက်ယူကာတန်တောင်းတောင်ကူလန်ပိုင်ကိုပိတ်ဆို့စစ်ဆေးမှုတွေလှုပ်ဆောင်သွားကြောင်းသိရပါတယ်။မနီယာပြစ်ခတ်ခံရတာလို့သိရတယ်။ရဲရီဆိုင်ကနေထွက်လာချိန်ပြစ်ခတ်ရတာပြစ်ခတ်မှုဖြစ်ပြီးတိတ်မကြအောင်စစ်ခွေးရောရဲရီရောရောက်လာပြီးအလောင်းလာကောက်သွားတဲ့စစ်ခွေးတွေကတန်တောင်းတောင်ကူလန်ပိုင်ကိုပိတ်ဆို့ပြီးနေနေပပလောက်ပဲရှာဖွေတာပြီးလုပ်ပြီးပြန်ချသွားတယ်လို့သိရတယ်။မနီယာစာမေးပွဲဖြေဆိုချိန်ဆိုတော့ကြောင်းနီနာကလမ်းတွင်ပိတ်ထားတာတော့ရှိတယ်လို့ဒေသခံပြည်သူတောင်ကက ဆိုပါတယ်ဆလတ်ပြီးမြင်းချံမျိုးနဲ့စုံရွာနီးပြည်သူပိုင်းရှာခင်များကိုမိရှုံနေတဲ့စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုတအုပ်တည်ဆုံတဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြင်းချံမြို့နယ်စုံရွာနီးပြည်သူပိုင်ရာခဲများကိုမိရှုနေတဲ့အချမ်းပတ်စကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ရာတအုပ်တည်ဆောင်ခဲ့ကြောင်းရွှေကျိုးပြည်သူကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါရတယ်။ မလာ၂၁ရက်နေ့မနက်07:00မိနစ်ခန့်မှာမြင်းချံမြို့နယ်စုံရွာအရှိတ်ရှိတော်ရဲမှာပြည်သူပိုင်ရှာခင်းများကိုအစံပတ်စစ်ကောင်စီတပ်သားတွေကဝင်ရောက်မိရှုဖျက်ဆီးခဲ့ကြောင်းသိရပါဗျ။အဲဒီလိုမိရှုဖျက်ဆီးနေတဲ့အစံပတ်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ပြီးစစ်ကောင်စီတပ်သားတအုပ်တင်ဆောင်ပြီးနောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။ပုံရွာအရှိတ်ကတော်ရဲမှာရှာခင်းတွေကိုမိပတ်ရှုနေတဲ့ပြုခွေးတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပြူစော်တိတကောင်တေးပြီးနှစ်ကောင်ဒဏ်ရာရရှိရလို့သိရတယ်လို့ရွှေကြိုးပြည်သူကကွယ် ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါရယ်အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကိုရွှေကြိုးပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အောင်ဆန်းဘလော့စီဗီလီယန်ဒက်ဖ ens ဖို့မြင်းချံမြောက်ပိုင်းသားများပျောက်ကြားတပ်ဖွဲ့ ူပေါင်းလုံးဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဆက်လက်ပြီးရန်ကုန်အင်ယာဝတီအယူအပြည်လန်တခြားကိန်းများတနည်းလင်းတိန်းထောင်ချီငွေရှာနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်အင်ယာဝတီနဲ့ရန်ကုန်တိုင်းကိုအဓိကဆက်သွယ်ရင်ရန်ကုန်ပသိမ်လန်ရန်ကုန်ဟင်းဒရာလန်တခြားမှာစစ်ကောင်စီဂိတ်တွေကတနည်းလင်းတိန်းထောင်ချီရရှိနေပြီးရန်ကုန်ဝင်အဓိကဂိတ်ဖြစ်တဲ့ပန်းနိုင်ဂိတ်တခုဖြစ်မှာလဲတနည်းသိနေရရအောင်ကောက်ယူဖို့နှုံနဲ့ညွှန်ကြားချက်ရှိနေကြောင်းသိရပါတယ်အာနာသိမ်းပြီးနောက်ဖွင့်လှစ်လိုက်တဲ့စစ်ကောင်စီဂိတ်တွေကခီးတဲ့တင်ကားတွေအင်စီကားတွေကုန်တင်ကားတွေတမ်းမှတောင်းယူတဲ့ငွေ ွေကြေးတွေကနေ့စဉ်သိမ်းထောက်ချီရရှိနေကြောင်းပန်းတိုင်ကိမ်းမှာခိုက်ရန်ဖြစ်ပွားပြီးမကြသေးမီကအလုပ်ထုတ်ခွင့်ရတဲ့ဌာနဆိုင်ရာဝန်ထမ်းတအုပ်ကပြောပါရယ် ကားစီးရီတောင်းချီဖြတ်နေတဲ့လမ်းတစ်စီးကို1,500တောင်းနဲ့ဒါကပုံမှန်မတ်ပုံတင်တို့ထောက်ခံစားလို့မပိုင်ရင်တောင်းချီငွေညစ်တာပန်တိုင်ဂိတ်ကတနည်းကိုသိမ်းမြန်အပ်ရတယ်လို့အစိုးရဝန်ထမ်းဟောင်းကပြောပါတယ်ပန်တိုင်ဂိတ်ကအီယာရီရန်ကုန်အဝေးပြေးလမ်းပေါ်မှာအကြီးဆုံးစစ်ဆေးဂိတ်ဖြစ်ပါတယ်ခီးသွားရီကိုစစ်ဆေးရမှာပြူစောတီရီကိုအဓိကအသုံးပြုပြီးရဲနှင့်စစ်တပ်ကစောင့်ကြည့်ရေးတာဝန်ယူရပါတယ်အိမ်စည်းကနဲ့ခီးသွားရီမှာရင်မောင်းတွေကလက်သိထိုးပေးတဲ့ငွေကိုရဲနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကယူတယ်ကျန်းဌာနဆိုင်ရာတွေကိုဝန်ထမ်းကပြေးစားနေ ွေကောက်ခန်းနဲ့ဥပဒေမဲ့ငွေတောင်းမာကတိုင်ကြားဖို့ဖနိုင်းနဲ့စကတ်ထားတော့လဲစစ်ကောင်စီဝန်ထမ်းတွေကအတိုင်ဖောက်ညီစွာနဲ့ကားများထံမှငွေတောင်းယူနေကြောင်းခီးတွားတချို့နဲ့အထက်ပါဝန်ထမ်းဟောင်းကပြောပါရယ်လုံးဝ မတက်ထားဘူးဒါပေမဲ့မပြီးတဲ့ကားဆိုမှတ်ထားပြီးအရန်ရစ်တာကိုကိုကိုတရောင်းစားဖြစ်လို့ဖြစ်မှန်းသိတဲ့ကောင်းနည်းလိုရန်ကုန်ပသိန်းခီးသွွားတအုပ်ကပြောပါတယ်ပန်တိုင်ခိန်းနဲ့ရန်ကုန်ပသိန်းဟင်းဒရာလမ်းကွက်ဖြစ်တဲ့ဘုံမြတ်ထွန်တံတားအထိစစ်စင်းခိန်း၅ခုရှိတယ်ဒါအပြင်အစိုးရတံတားမှာပသိန်းမျိုးအထိပန်တနော်ကြောင်းကုန်းစားတဲ့မျိုးတွေကိုဖြတ်ပြီးစစ်စင်းခိန်း၅ခုရှိတယ်တံတားမှာဟင်းဒရာမျိုးအထိညောင်တုံးဓနုဖြူစလုံးမျိုးတွေကိုဖြတ်ပြီးစစ်စင်းခိန်း၅ခုရှိတယ်မကြသေးမီကဘုံမြတ်ထွန်တံတားစစ်စင်းခိန်းမှာပသိန်းကိုသွားမဲ့ကားတစ်စီးကိုရဲတအုပ်ကငွေ ချက်200ပေးပြီး၎င်းကိုအဆက်ခွဲတယ်ဆိုပြီးရဲတပ်ဖွဲ့ဝင်ကရှင်မားကိုချင်းချောက်ကဖိအားပေးစစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါဂိတ်ကစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဖွင့်လိုက်ခြင်းဖြစ်ပါတယ်။ ခီးသွာကားတွေအင်းစီးကားတွေကိုစစ်ဆေးပြီးတန်တရားရှိသူတွေကိုဖမ်းဆီးခဲ့တဲ့2023ခုနှစ်မှာဂိတ်ချုပ်ကိုပြန်ရုပ်သိမ်းခဲ့တော့လဲ2024နှစ်ကုန်ပိုင်းမှာ ERI တိုင်းတွင်တိုက်ပွဲများဖြစ်ပြီးနောက်ဂိတ်များကိုပြန်ဖွင့်ပြီးစစ်ဆေးမှုတွေတင်းကျပ်နေတယ်။လုံခြုံရေးအကြောင်းပြပြီးစစ်ဆေးပြီးကားသမားတွေခီးသွာတွေထံမှငွေကြေးချင်းချောက်တောင်းယူနေခြင်းဖြစ်တယ်လို့ခီးသွာတွေကပြောပါတယ်။ 2023ခုနှစ်မှာဟင်္ဒရာမြို့မှာစစ်စင်ရေးအဖွဲ့မိုင်းခွဲတိုက်ခိုက်ခံရတာက လွဲပြီးရန်ကုန်အေရီအဝေးပြေးကားလမ်းတစ်လျှောက်ရှိစစ်စင်ဂိတ်တွေကိုတိုက်ခိုက်ခံရဖို့ခြင်းမရှိခဲ့ဘူးပါဘူး။အေရီတိုင်းမှာပတ်သိမ်းဟင်္ဒရာဖျားပုံမြောင်းများမှုဥပင်မြို့အပဝင်26မြို့နယ်ရှိပြီးရေလမ်းရောကုန်းလမ်းမှာရန်ကုန်တိုင်းနဲ့ဆက်သွယ်ထားပါတယ်။လက်ရှိမှာအေရီတိုင်းတွင်တာပေါင်းရေကြီးလေးမျက်နှာမြို့နဲ့ဆက်ဆက်အေရီယာများမှာအာရခတ်တပ်တော် A နဲ့ PDF ပူးပေါင်းတပ်တွေကစစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်နေပြီးတိုက်ပွဲများဖြစ်နေရလို့သတင်းမှဖော်ပြပါရှိပါရရှင်။